နေတိုးရဲ့မဟာမိတ်ပူရဲတပ်ဖွဲ့ခုတ်ကဲမှုဌာနချုပ်က Norway and Drine ပင်လယ်ကမ်းခြေဒေသမှာအနားပေးထားပြီးဖြစ်တဲ့တိုက်သင်္ဘော KNM Trumhin ကိုရင်းငုပ်သင်္ဘောကနေတိုပီဒိုတွေနဲ့ဆလစ်ချင်းပြစ်ခတ်ဖောက်ခွဲမှုဗီဒီယိုဖိုင်ကိုထုတ်ဖော်ပြသခဲ့ပါတယ်။ဒီဗီဒီယိုထဲမှာတိုပီဒိုရဲ့ပြင်းထန်တဲ့ပောက်ကွဲမှုကြောင့်ကွန်တိန်နာတွေမြောက်တက်သွားပြီးရေလိုင်းတွေသင်္ဘောပေါ်ကိုလွင့်ပြန်ဖုံးလွှမ်းကတောင်လိုက်အနေထားနဲ့သင်္ဘောနစ်မြုပ်သွားတာကိုအနီးကပ်ကင်မရာတွေနဲ့ရိုက်ကူးတင်ပြထားပါတယ်။ လျှို့ဝှက်အနေအထားကနေပြစ်မှတ်ကိုတိတိကျကျချိန်ယွင်နိုင်ပြီး ပောက်ကွဲမှုပြင်းထန်တာကိုလက်တွေ့စမ်းသပ်ပြတာဖြစ်ကောင်းရင်းငုံတင်မောဟာလည်းကြာရှည်ခံနိုင်စွမ်းလျှို့ဝှက်စွာဆစ်စင်ရေးဖော်ဆောင်နိုင်စွမ်းနဲ့တိုက်ပွဲအတွင်ညွှန်ကြားခိုင်းစေနိုင်စွမ်းအပြည့်ရှိတာကိုစမ်းသပ်မှုအကျိုးဆက်အရသိရတယ်လို့လည်းထုတ်ပြန်သွားခဲ့ပါတယ်ပြစ်ခတ်တိုက်ခိုက်တဲ့ KNM ဦးသားဆိုတဲ့ Ula Class ဟာ diesel generator နှလုံးတက်အင်ဂျင်ရင်းငုံတင်မောဖြစ်ပြီးနော်ဝေမာတီဆောက်ကဂျာမနီမှာအဆင့်မြင့်တင်ခဲ့တဲ့1992ခုနှစ်ကတတ်တော်ဝင်နော်ဝေရင်ငုတ်သင်္ဘောဖြစ်ပါတယ်။ ဒီစမ်းသပ်လေ့ကျင့်မှုကိုနော်ဝေရေတပ်ဗြိတိန်တော်ဝင်ရေတပ်နဲ့ပိုလန်ရေတပ်တို့ပူးပေါင်းဆောင်ရွက်ခဲ့တာဖြစ်ပြီးလက်ရှိအချိန် NATO အဖွဲ့နဲ့ရုရှားတို့ကြားဆက်ဆံရေးကတင်းမာနေတဲ့အပြင် NATO အဖွဲ့ဝင်နိုင်ငံတွေအတွင်းဝင်တိုက်ခိုက်ဖို့ရုရှားကစီစဉ်နေတယ်လို့ပိုလန်လက်နက်ကိုင်တပ်ရင်းစစ်ဦးစီးဌာနကထုတ်ပြန်သွားခဲ့ပါတယ် မိမိတို့ပိုင်နယ်အတွင်းဝင်လာနိုင်ဖို့ပြင်ဆင်နေတာတွေကိုသတင်းရတာကြောင့်လေ့ကျင့်ပြင်ဆင်မှုတွေအပြည့်အဝလှုပ်ဆောင်နေပြီလို့ရုရှားဘက်ကလည်းသတိပေးထုတ်ပြန်ထားပါတယ်။